အလုံးမင်းလာပါဒီနေ့မှာတော့ဒီနာဒိုစကင်ကိုနှစ်ကောင်ယူမဲ့သူတွေအတွက်ဒိုင်မွန်ဘလောက်ကုန်တယ်ဆိုတာကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာစကင်နှစ်ကောင်ကို Crest 1200နဲ့လေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ကောင်ယူမှာဖြစ်တဲ့အတွက်2400နဲ့လေးရမယ်အဲ့တော့ Crest 2400ဆိုတာအကြိမ်ကြီးအားဖြင့်စုစုပေါင်း200နဲ့220ကျောင်းလဲပေးရမယ် Okay အဲ့တော့ကျွန်တော်တို့ကဒီစရာအတိုင်းဖောက်မယ်ပထမဆုံးဒီ event အတွက် free token က69ခုရမယ် โอเคအဲဆိုရင် စားလိုက်ကြမယ်အဲ့တော့ကျွန်တော်ဒီ event လာချင်းမေလ၂ရက်နေ့မှာ weekly bet 3ပတ်ကိုအရင်စပြီးတော့ထည့်မယ်ပြီးတော့ကျွန်တော်မေလ၂ရက်နေ့ကနေမေလ၈ရက်နေ့ထိတရက်ကိုတစ်ချိန်စီလဲ့ဝါမယ်ပေါ့နော်ကျန်တဲ့ diamond ကြတော့ကျွန်တော်ဒီမှာပြထားပေးရယ်ပြီးွားရင်အချိန်ကြီးကြတော့၈ချိန်ထိပြီးွားမှာဖြစ်ပါတယ်အဲ့တော့ဒါပြီးွားရင်ဒီမေလ9ရက်နေ့ကြတော့ဒါ phase 1လာတဲ့ရက်ပေါ့နော်အဲ့ဒီမှာကျွန်တော် weekly bet 4ဘက်ကိုထည့်မယ်ပြီးွားရင်ကျွန်တော်အဲ့ဒီမှာပဲ17ချိန်တီးတီးလဲ့မယ်အဲ့တော့17ချိန်အတွက်က diamond 485ကုန်မယ် ဲ့တော့ phase 1အတွက်ကျွန်တော် free token ကတော့အခု30ရမယ်အဲ့တော့စုစုပေါင်းကဒီ phase 1မှာ49ချိန်ဒီပြီးသွားမှာဖြစ်ပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်ဒီမေလ10ရက်နေ့ကနေမေလ22ရက်နေ့အထိတရက်ကိုတစ်ချိန်စီလဲ့ပေးမယ်အဲ့တော့စုစုပေါင်းက73ရက်ကြာမယ်ပေါ့နော်အဲ့တော့တွက်လိုက်မယ်ဆိုရင်ကျွန်တော်73ချိန်တီတီလဲ့လို့ရတယ်ပြီးတော့ legend diamond ကတော့9ဒုံပဲကြက်မယ်အချိန်ရရတော့62ချိန်ဒီပြီးသွားမှာဖြစ်ပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်မေလ23ရက်နေ့ phase 2လာတဲ့ရက်ရောက်ပြီပေါ့နော် အဲ့ဒီမှာကျွန်တော် diamond 900နဲ့နောက်ထပ် weekly ban နှစ်ပတ်ကိုထည့်မယ်။အဲ့တော့ကျွန်တော်တို့ကစုစုပေါင်း17ချိန်ထပ်ပြီးတော့လဲမယ်ပေါ့နော်။အဲ့အတွက်က diamond 495ထပ်ပြီးတော့ကုန်မယ်။ပြီးတော့ကျန်တဲ့ diamond ကြတော့930ချမ်းမှာဖြစ်ပါတယ်။အဲ့တော့ဒီ face 2အတွက်ကြတော့လေစုစုပေါင်းတူကရ29ခုထပ်ပြီးတော့ရတယ်။အဲ့တော့ဒီ face 2ရက်မေလ23ရက်နေ့မှာစုစုပေါင်းအကြိမ်ရတရားနဲ့နှစ်ကြိမ်အထိပြီးသွားမှာဖြစ်ပါတယ်။ဒါပြီးွားရင်တော့ကျွန်တော်တို့မေလ24ရက်နေ့ကနေမေလ31ရက်နေ့အထိတရက်ကိုတစ်ကြိမ်စီထပ်ပြီးတော့လှည့်ပေးမယ်။ အဲ့တော့ဒီရက်ပြီးသွားရဲဆိုရင်ကျွန်တော်ဒိုင်မွန်ကတော့190ကျန်မှာဖြစ်ပါတယ်ပြီးတော့အချိန်ကြီးကျတော့130ပြီးသွားမယ်ပေါ့နော်ဒါပြီးွားရင်တော့ဒီဂျွန်လာတဲနေ့မှာကျွန်တော်ဒီ fee token 10ခုထပ်ပြီးတော့ရမယ်ပေါ့နော်။ဒါကတော့ကျွန်တော်ဒီ share video မှာလုပ်ထားတဲ့ဒီ bid တုံးပြီးတော့လဲရမှာ။အဲ့တော့ဒီဂျွန်လာတဲနေ့မှာစုစုပေါင်းအကြိမ်ရာ122ကြိမ်ဒီပြီးွားမှာဖြစ်ပါတယ်။အဲ့တော့ပြောရရင်တော့ဒီဂျွန်လာတဲနေ့မှာ second တကောင်တော့ရပြီလို့ပြောလို့ရပြီ။အကြိမ်ရ120ဆိုရင် second တကောင်ပေါ့နော်။ပြန်များတွက်ထားပြရဖြစ်ပါတယ်။အဲ့တော့ အဲဒီဂျွန်လာတရက်နေ့မှာ second ကောင်ရပါမယ်โอเคဒါပြီးသွားရင်တော့တကယ်အရေးကြီးတဲ့အပိုင်းရောက်လာပြီဗောနော်အဲ့တော့ဒီဂျွန်လာနှစ်ရက်နေမှာ diamond 2600ထည့်မယ်အဲ့ဒီမှာပဲကျွန်တော်60နဲ့တကြိမ်လဲမယ်အဲ့ရတော့ diamond ကြတော့2925ကုန်မှာဖြစ်ပါတယ်ဒါတော့ဒီနည်းနည်းတော့များတဲ့ပမာဏဗောနော်ဒါမဲ့လေကျွန်တော်တို့ကဒီ second နှစ်ကောင်ယူมาဖြစ်တဲ့အတွက်ဒီလောက်ကတော့ထည့်มาရမယ်အဲ့တော့အဲ့ဒီအတွက်က diamond 2925ကုန်မယ်ပြီးတော့ဒီ draw reward ကျန်နေရေဗောနော်အကြိမ်130မှာပေးတဲ့ draw reward ဆယ်ချိန်ကျန်နေရဲ့အဲ့တော့ဒီဂျွန်လာနေ့နေ့မှာစုစုပေါင်းအချိန်ကြီးက192ချိန်အထိပြီးသွားမယ်အဲ့တော့ဒါပြီးသွားရင်တော့ကျွန်တော်ဒီဂျွန်လာ3ရက်နေ့ကနေ73ရက်နေ့အထိတရက်ကို2ချိန်စီလဲမယ်အဲ့တော့ဒီဟာကတော့စုစုပေါင်း71ရက်ပေါ့နော်အဲ့တော့71ချိန်ထပ်ပြီးတော့လဲလို့ရမယ်ဒီ71ချိန်ပြီးသွားရင်တော့ကျွန်တော်လက်ထဲမှာ diamond ကတော့9ဒုံပဲကျန်မှာဖြစ်ပါတယ်စုစုပေါင်းအချိန်ကြီးနေနေကတော့9ရက်နဲ့3ချိန်နေပြီးသွားမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဒီနားထီရောက်ပြီးမှဒီ coin လဲဖို့မလောက်သေးဘူးဆိုရင်တော့ဒီ diamond ကိုရထက်ပြီးတော့နောက်ထပ်အကြိမ်20ထက်ပြီးတော့လဲရမယ်ပေါ့နော်အဲဒါကတော့ဒီနောက်ဆုံးမလောက်ရင်တော့ထဲပေါ့နော်ဒီ event က15ရင်းနေထီလာမှဒီကြားထဲမှာကိုကလောက်လာမလောက်လာကြည့်ပြီးတော့ဒီ diamond ကိုရကထဲတင်ထဲပေါ့နော်အဲ့တော့စုစုပေါင်းအကြိမ်ရာဒီမှာ923ကြိမ်ဒီကျွန်တော်လှုပ်ထားပေးရဲ။ဒါကြတော့ဒီ draw robot ကရတဲ့ဟာတွေအကုန်လုံးထည့်သွက်ပြီးသားပေါ့နော်။ โอเคဒီလောက်ဆိုရင်တော့ကျွန်တော်ဒီ second account လေးဖို့အတွက်လုံလုံလောက်လောက်ရှိပြီလို့တော့ထင်တယ်။ဒါ923ကျင်းဆိုတာဒါလုံးဝအများဆုံးပဲပေါ့နော်။အဲတော့ second account ယူမယ်ဆိုရင်တော့ဒီလောက်တော့ထည့်มาရမယ်။ဒါတော့ဒီ second account ပဲယူမယ်ဆိုရဲတွေ့အတွက်လည်းကျွန်တော်ပြန်လုပ်ထားပေးရလေးရှိရယ်။အဲတော့ဒီအတိုင်းဖောက်လို့ရတယ်ပေါ့နော်။အဲတော့ဒီစရာလည်းပြောရရင်ဒီကျွန်တော် share video မှာလုပ်ထားတဲ့အတိုင်းပဲပေါ့နော်။ဘယ်ဟာပဲကွဲရမလဲဆိုရင်ကျွန်တော်ဒီ save ချိန် free ရတဲ့ဟာပဲကွဲရမယ်။ အဲ့တော့ဒီလောက်ဆိုရင်တော့ဒီ skin နှကောင်ရောတကောင်ရောဘယ်လိုယူရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုတဖို့ကြရဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့တော့ပြောချင်ပါတယ်ပြီးွားရင်ဒီ skin လေးကောင်တွေက base skin ယူရမလဲဆိုတာကိုလည်းမှတ်ခဲ့ပေးအောင်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့နောက် video မှာ ပြန်တွေ့ကြမယ် see you guys